ကောင်းမွန်မှာကြံခဲ့တဲ့ရွှေဟန်ချင်းကိုဘာကုန်ပြုမှုမှလက်မခံမဲနဲ့ပြန်ပေးခဲ့သူလေးစားစရာတက်စီသမားကျမတို့ရဲ့ The Celebrity New Channel ကနေပြန်လည်ကကြိုဆိုလိုက်ရှာပါရီရှန်ကလိုနီယာမျိုးမှာတော့ဘေးသွားသွားတက်စီကအပြည့်ပြတ်ပါရီတက်စီသမားကကိုယ့်ကိုပြန်ကြောက်ရသလိုကိုကသူတို့ကိုလက်နေရတာလေးကြုံမှုကြမှာပါဒါကြောင့်လင်ဘသူကဘသူကိုလက်ရမယ်မယ်မသိကြတော့တဲ့အထိဖြစ်လာခဲ့ရပါရီလက်ရှိမှာတော့လေးစားစရာကောင်းတဲ့တက်စီမသူဟာချီချူးမှုတွေရရှိနေခဲ့ပါရီ ဇော်ကြီးအားတစ်ဖက်မှာတော့ဟာတာလေးတွေနဲ့တူဖျော့ပြနေခဲ့သူပါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့တက်စီနဲ့တူခီးသွားပြီးခဲ့တာဖြစ်ပြီးရွှေဟန်းချင်းလေးမှာပျောက်ချင်းမလားပျောက်သွားကြရပါတယ်ဒါကြောင့်လည်းနေရာစုံလိုက်ရှာကြရကတက်စီရှင်မောင်းစီကိုပါမင်းမြန်ကြရတာဖြစ်ပါတယ်ကိုမျိုးအောင်ကတော့ကားပေါ်မှာကြံခဲ့တဲ့ဟန်းချင်းလေးကိုဂယုတဆိုင်သိမ့်ပေးခဲ့ပါတယ်ဒါကြောင့်လည်းကြံခဲ့သူဆက်သွယ်လာချိန်မှာတော့ကိုရင်ကိုကြလာရောက်ကပြန်လဲပြီးတော့ပြည့်ရခဲ့တာပါဒါကြောင့်လည်းဇော်ကြီးအနေနဲ့စိတ်အေးသွားကြရပါတယ် ။စော်ဂျီယာဟိုတက်စီသမားရဲ့လေးစားစရာလောက်ရလေးကြောင့်ဂုံပြူငွေတွေပါပေးအပ်ဖို့လုပ်ခဲ့တာပါ။တက်စီသမားကတော့ဂုံပြူငွေကိုလက်မခံတဲ့ပြင်ဟန်ချင်းလေးကိုသာပြန်လဲပေးအပ်ခဲ့ပါရီ။ဒါကြောင့်လဲစိတ်ထားကောင်းတဲ့ရှင်မောင်ပြည်လူအများကလေးစားကြရတာဖြစ်ပါရီ။အဆုံးထိတရှိဝပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရီ။